ဝဲမင်္ဂလာပါ History and Football ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့လာမယ့်15ရက်နေ့မှာကျင်းပတော့မယ် FIFA Club World Cup အကြောင်းပဲဖြစ်ပါတယ် FIFA ကအရင်ကဒီပြိုင်ပွဲကိုခုနှစ်သင်းနဲ့ကျင်းပခဲ့ပြီးမယ်ဒီနေ့မှာတော့စုစုပေါင်းအသင်း32သင်းထိတိုးမြင့်ထားပါတယ်အသင်းတွေတိုးလာတာနဲ့အမျှဒီပြိုင်ပွဲမှာရရှိမယ့်စုစည်းတွေကလည်းတိုးမြင့်လာပါတယ် ဒီပြိုင်ပွဲမှာချန်ပီယံဖြစ်မယ်ဆိုရင်အမေရိကန်ဒေါ်လာစုစုပေါင်း125တန်းအထိရှိမှာပဲဖြစ်ပါတယ်ဒီပြိုင်ပွဲရဲ့ထူးခြားချက်ကတော့ပြိုင်ပွဲမှာပါဝင်ကစားပြီဆိုတာနဲ့စူဂျီရရှိမှာပဲဖြစ်ပါတယ်ဒါပေမဲ့တသိန်းနဲ့တသိန်းရတဲ့စူဂျီကတော့မတူပါဘူး group stake ပွဲစဉ်တွေမှာတပွဲနိုင်ရင်အမေရိကန်ဒေါ်လာနှစ်တန်းရရှိမှာဖြစ်ပြီးတော့တေးချခင်ရင်တော့အမေရိကန်ဒေါ်လာတသန်းရရှိမှာဖြစ်ပါတယ်ရှုံးထွက်အဆင့်ကိုရောက်ပြီဆိုရင်9.5တန်း quarter final ရောက်ရင်73.15တန်း စီမီဖိုင်နယ်ရောက်ရင်23တန်းနဲ့ချန်ပီယံဖြစ်ခဲ့မယ်ဆိုရင်တော့တန်40အထိရရှိမှာပဲဖြစ်ပါတယ်ဒီနှစ်မှာကျင်းပမယ် FIBA Club World Cup ပြိုင်ပွဲကိုအင်ရှင်ဖြစ်အမေရိကန်နိုင်ငံကလက်ခံပြီးတော့ကျင်းပမှာပဲဖြစ်ပါတယ်ပြိုင်ပွဲကာလကဇွန်15ရက်နေ့ကနေပြီးတော့ဇူလိုင်14ရက်နေ့ထိပဲဖြစ်ပါတယ်ပြိုင်ပွဲရဲ့ပုံစံကတော့အသင်း32တင်းကိုအုပ်စု8ခုခွဲပြီးတော့အုပ်စု8ခုစီအားမှ ထိပ်ဆုံးအသင်းနှစ်သင်းစီကနောက်တစ်ဆင့်ကိုတက်မှာပဲဖြစ်ပါတယ်။အုပ်စု A မှာပါမီရဲ့ပေါ်တို အာလီအင်တာမိုင်ယာမီတို့ပါဝင်ပါတယ်။အောက်စုဘီမှာတော့ PSG အတလက်တစ်ကိုမက်ဒရစ်ဗိုတာဖိုကိုစီယာတဲဆောင်းတာတို့ပါဝင်ပါတယ်။အောက်စုစီမှာဘိုင်ယန်မြူးနစ်အော့ကလန်စီတီပိုကာဂျူနီယာနဲ့ဘင်ဖီကာတို့ပါဝင်ပါတယ်။အောက်စုဒီမှာတော့ဖလာမင်ဂိုအစပရန်စီချဲစီနဲ့လင်ယွန်ဆိုပြီးတော့အဆအကျညာခဲ့ပေမဲ့လီယွန်တင်းဟာပါချူကအတင်းရဲ့ပိုင်ရှင်နဲ့အတူတူဖြစ်နေရကြောင်းမလို့လီယွန်တင်းနေရာမှာအမေရိကန်ကလပ်ဖြစ်တဲ့ Los Angeles FD တင်းရဝင်ရောက်ရှင်ပြိုင်မှာပဲဖြစ်ပါတယ်။အုပ်စု E မှာတော့ River Plate, URA Red Diamond, Monterrey, Inter Milan တို့ပါဝင်ပါတယ်။အုပ်စု F မှာတော့ Fluminense, Dortmund, Busan, Mamelodi, Sundowns တို့ပါဝင်ပါတယ်။အုပ်စု G မှာတော့ Wydad Casablanca AN Manchester City နဲ့ Juventus အသင်းတို့ပါဝင်ပါတယ်။အုပ်စု H မှာတော့လက်ရှိ Champion Real Madrid, Al Ahly, ပါချူကာနဲ့ဆက်ဘက်အတင်းတို့ပါဝင်ပါတယ်။ပြိုင်ပွဲရဲ့အခွင့်ပွဲစဉ်ကိုတော့ဂျွန်လ15ရက်မနက်6:00နာရီခွဲမှာအီဂျစ်ကလက်အဲဟာလီနဲ့အင်တာမိုင်ယာမီတို့ရှင်ပြိုင်ကစားမှာပဲဖြစ်ပါတယ်။ကြီးစုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။